ဖြစ်တဲ့ဘုဝန်ဝဲလေးပေါ့နော်ဝန်ဝဲလေးဘာဘာဘာကြီးဆိုရင်လည်းဟုတ်တယ်ဟိုတို့တွေရဲ့သင်စရာမြင်စရာတားစရာဆိုရင်လည်းဟုတ်တယ်ဘာဘာဖြစ်ရဲ့အကူပေါ့ကျော်နဲ့အတူပေါ့နော်ဒီအနုပညာလမ်းကြောင်းကိုအတူတူဝင်ရောက်သွားတယ်ကျွန်တော်ညီလေးမောင်ပြီးငိမ့်နေဆိုလို့ရှိရင်အတူတူပုံမဲ့အလုံးလုံးအကုန်လုံး အဒီသူတို့တွေရောအပါဝင်ပေါ့နော်အကုန်လုံးလှုပ်လာခဲ့ရတဲ့နှစ်ပေါင်းများစွာတွေမှာကျွန်တော်တစ္ဆာရှိရှိနဲ့ဒီကင်းတဲ့အထိကျွန်တော်ဒီမိသားစုတွေနဲ့ကျွန်တော်လက်ပေါင်းတည်းရှိနေခဲ့ဆဲပါပဲပြီးရင်နောက်ဆုံးချိန်မှာတော့ကျွန်တော်အတက်နိုင်ဆုံးကျတော်ဝင်ကြီးအောင်ကျွန်တော်ဥဆောင်ပေးရမှာပါမမကြီးနဲ့မမငယ်တို့ရဲ့ဆန္ဒအရာဘဘကိုနီးတကြွခြင်းဖြစ်ပါတယ် အဓိကတော့ဘဘမာကသမီးနှစ်ယောက်ရှိသေးတဲ့အတွက်ဟိုမမကြီးတို့မမငယ်တို့ရဲ့ဆန္ဒကိုပဲဟိုတို့တွေအကုန်လုံးပေါ့ကြံတဲ့တူတွေတူမတွေအကုန်လုံးအဲ့လိုလိုက်လုပ်ပေးတယ်ပြီးတော့ဘဘညမနှစ်ယောက်ကလည်းနိုင်ငံသားမှပဲရှိတယ်အခုအတော်ရီကိုလည်းအားလုံးဟိုပြောပြီးဆိုပြီးအတော်ရီကလည်းမမကြီးတို့ဖြစ်ချင်တာကိုလုပ်ပေးပါလို့ပြောတဲ့အတွက် တို့တွေရောဦးမျိုးရောပြီးတော့ဂျန်နဲ့တို့ဂျန်နဲ့မိုးဝမ်းခွဲရဲ့မောင်နှမတွေရောအကုန်လုံးအဘအိုမီးတချူဘူးစီစဉ်ပါလားဒါဦးမျိုးကတော့မာယူတခုမှမှာဒါဦးမျိုးကငွေမွေးချက်ပေါ့ဘဘတို့မိသားစုကဦးမျိုးကိုငွေစားထားတာငွေစားထားတာလက်ရှိမှာလဲဦးမျိုးဒီဘဘတို့တကောင်စင်းရဲနဲ့မှာလဲရှိတယ် ဆိုတော့မြို့ကတော့ဒါနေမွေးချမ်းပေါဖြစ်တယ်။ဘဘတို့မိသားစုရဲ့အကျိုးအကြောင်းအကောင်းအဆိုးအကုန်လုံးလဲဒါဥပြောကအပီဆုံးဖြစ်ပါတယ်။ဟိုတို့တွေကတော့ဘဘဖြစ်ရဲ့ဟိုဝိုင်းဝဲနေပေါ့နော်။ဝိုင်းဝဲဘဘပါကြီးဆိုရင်လည်းဟုတ်တယ်ဟိုတို့တွေရဲ့သင်စရာမြင်စရာကြားစရာဆိုရင်လည်း ဟုတ်တယ်ဘာဖြစ်ဖြစ်ရဲ့အကူပေါ့ကျွန်တော်ကတော့ကိုကဒီမာလေးအဲထူမော်ပြောထားသလိုပဲဒီတုခုမရဲ့ channel မှာကျွန်တော်ဟိုငွေခွင့်ချမော်အနေနဲ့ကျွန်တော်နှစ်ပေါင်းများစွာဟိုကျွန်တော်ရှိနေခဲ့တယ်အဲဒီမိသားစုတကောင်စင်းထဲမှာလည်းကျွန်တော်နာမည်ရှိပြီးသားဖြစ်ပါတယ်ကျွန်တော်မိသားစုထဲမှာအာမ ျော်နဲ့အတူပေါ့နော်ဒီအနုပညာလမ်းကြောင်းကိုအတူတူဝင်ရောက်လာတယ်ကျွန်တော်ညီလေးမောင်ပြင်းရင်းနဲ့ဆိုလို့ရှိရင်အတူတူပေါင်းမဲ့အလုံးလုံးအကုန်လုံးဒီထူးမွန်လို့ရောအပါဝင်ပေါ့နော်အကုန်လုံးလောက်လာခဲ့ရတယ်နှစ်ပေါင်းများစွာတွေမှာကျွန်တော်တစ္ဆာရှိရှိနဲ့ဒီကင်းလေးအထိကျွန်တော်ဒီမိသားစုတွေနဲ့ကျွန်တော်လက်ပွန်းတရရှိနေခဲ့ဆဲပါပဲဟုတ်ကဲ့အခုလို့ကျွန်တော်အော်ဆရာပေါ့နော်အဖဆရာပေါ့အခုလိုဆုံးမသွားတဲ့ အတွက်ကိုကျွန်တော်မမျှော်လင့်ခဲ့ပါဘူးဒီလိုအတန်မျိုးကိုလည်းမကြားကျင်ပါဘူးဟိုဒါပေမဲ့မကြားကျင်လို့လည်းမရတော့ဘူးဒီအချိန်ကြီးကဒီတိုင်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့အများကြီးစိတ်ထိခိုက်ရပါတယ်ဟိုဘာပဲဖြစ်ဖြစ်ကျွန်တော်ဆရာကိုနောက်တွေ့ရတော့မှာမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်အများကြီးစိတ်မကောင်းဖြစ်နေပါတယ်ဟိုတပည့်တယောက်အနေနဲ့လည်းအနေအချိန်ကြီးဒီပုံမှာ အနေဝေးကွာသွားတာဒီလည်းရောဒီအဆက်တွေတွေကလည်းပြတ်နေတာဒီရောကျွန်တော်ဆရာပေါ်မှာကျွန်တော်တာဝန်မကြီးခဲ့ပါဘူးပြီးရင်နောက်ဆုံးအချိန်မှာတော့ကျွန်တော်အတက်နိုင်ဆုံးကျတာဝန်ကြီးအောင်ကျွန်တော်ကုဆောင်ပေးရမှာပါဒါတပည့်တယောက်ရဲ့တာဝန်ရှိပါတယ်ကျွန်တော်တကယ်လည်းကျွန်တော်ဟွာလုပ်ပြီးမှာပါဟိုဒီဒီသားစုအတွက်လူလေးတွေမရှိကျွန်တော်အတက်နိုင်ဆုံးကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ဆောင်ရွက်ပေးမှာပါဆရာရဲ့ ိုးခန္ဓာကြီးဒီမတရားကင်ကနေစပြီးတော့မိတရားတဲ့အချိန်အထိကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ဒီမိသားစုစိတ်ချနာဖို့အတွက်ကျွန်တော်လုပ်ပြီးတော့မှာပါ။ဘာလို့ဒီလိုမျိုးမိတရားဆိုတာလဲဘာမှမက တာသမီ၃ယောက်မှာမမကြီးရောမမငယ်ရောရှိပါသေးတယ်။မမကြီးကတော့လက်ရှိမြန်မာပြည်မှာရှိရယ်မမငယ်ကတော့နိုင်ငံသားမှာပေါ့နော်။ဆိုတော့ဟိုကိုပြည်ကြီးကတော့အငယ်ဆုံးဘဘရဲ့အငယ်ဆုံးသားဖြစ်တယ်။ဟိုဆုံးသွားပြီဆိုတော့မမကြီးနဲ့မမငယ်တို့ရဲ့ဆန္ဒအရာဘဘကိုမိတကြိုခြင်းဖြစ်ပါတယ်။အဓိကကတော့ဘဘမာကတမီးနှစ်ယောက်ရှိသေးတဲ့အတွက် ဟိုမမကြီးတို့မမငယ်တို့ရဲ့ဆန္ဒကိုပဲဟိုတို့တွေအကုန်လုံးပေါ့ကြံတဲ့တူတွေတူမတွေအကုန်လုံးအဲ့လိုလိုက်လုပ်ပြီးတယ်ပြီးတော့ဘဘညမနှစ်ယောက်ကလည်းနိုင်ငံသားမှာပဲရှိတယ်အခုအတော်တွေကိုလည်းအားလုံးဟိုပြောပြီးဆိုပြီးအတော်တွေကလည်းမမကြီးတို့ဖြစ်ချင်တာကိုလုပ်ပေးပါလို့ပြောတဲ့အတော့ တို့တွေရောဥမျိုးရောပြီးတော့ဂျန်တဲ့တို့ဂျန်တဲ့မိုးဝမ်ကွဲမုံနှမတွေရောအကုန်လုံးအဘဟိုမီးတချို့ကိုစီစဉ်ပါလားဒီဥမမောင်ကြီးရဲ့နိုင်ငံခြားမှာရှိနေတဲ့ညမတယောက်ပေါ့နော်အဲသူဒီညမအငယ်ဆုံးနဲ့လည်းကျွန်တော်ကစောစောလေးကမှစကားပြောပြီးတော့ကွန်တက်အကုန်ရပြီးသွားပြီပေါ့နော်အိုးတဘောကတော့အခုဘဘဆုံးပြီးဟိဆုတ်ပြီးတော့ပြီးတဲ့အချိန်ကစပြီးတော့ တန်တဲ့ဆွေမျိုးသားချင်းမောင်နှမတွေအားလုံးစုစည်းပြီးတော့မမကြီးရဲ့ဆန္ဒဘလို့ဖြစ်ချင်လဲမမကြီးဖြစ်ချင်တာကိုပဲအားလုံးလုပ်ပေးမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီလိုစီစဉ်ရတာပါ